ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးချင်တာကတော့စိတ်နဲ့ဉာဏ်ပညာပုံမှန်မဖြစ်နိုင်တဲ့လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါသူ့ရဲ့လက်ဝါးပြင်မှာဉာဏ်လန်းချောင်းဟာအပိုင်းပိုင်းပြတ်နေပါတယ်သူ့ရဲ့ဉာဏ်လန်းကမူမမှန်ပါဘူးဒီလိုလက္ခဏာမျိုးကိုပြောင်းလို့ရပါသလားဆိုရင်တော့ဒါမျိုးကပြောင်းလို့မရနိုင်ပါဘူးသူကဝတ်ကြွေးပါလာပါတယ်ခေါက်တီးလို့ခေါ်ရပါမယ်သူ့ကိုမန္တာပြောရင်သူကစိတ်ဆိုးတက်ပါတယ်။သူ့ရဲ့ဉာဏ်လမ်းမှုမှန်ဖြစ်နေခြင်းကသူ့ရဲ့စိတ်အခြေအနေကိုပြနေပါတယ်။ သူ့ရဲ့စိတ်အခြေအနေကမကြာခဏမူမမှန်နိုင်ပါဘူး။ဦးကြောင်ကြောင်နိုင်လာပါတယ်။စိုက်ကိုအုပ်စုအမျိုးအစားဖြစ်ပါတယ်။နောက်ပြီးသူကကံလည်းမကောင်းတတ်ပါဘူး။ဒီလိုလက္ခဏာမျိုးတွေကြတော့ပြင်လို့မရနိုင်ပါဘူး။သူ့ရဲ့မွေးရပါကံတရားအတိုင်းပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အိမ်ရှင်မလက္ခဏာပဲဖြစ်ပါတယ်။သူ့ရဲ့လက်ဝါးပြင်မှာလမ်းကြောင်းကြီး၃ချောင်းကလွဲပြီးဘာမှတူးတူးခြားခြားလက္ခဏာမျိုးမရှိပါဘူး။ဒီလိုလက္ခဏာရှားပါးရတဲ့အကြောင်းရင်းကသူမကိုယ်တိုင်ကလည်းအိမ်တော်ကြပြီးချက်ရည်ပြုတ်ရည်သာသမီရည်နဲ့လုံပန်းအချိန်ကုန်နေရလို့ပဲဖြစ်ပါတယ် ဘဝတုဒ္ဒရှာဖို့သူ့မှာအချိန်မရှိတဲ့အတွက်လို့စင်ချေပေးရပါတယ်။ဒါကြောင့်မိမိရဲ့ဘဝကို တိုးတက်ခြင်းနဲ့ဆိုရင်တော့စာဖတ်ပါလေ့လာပါ။ရုပ်ရှင်ကားတွေကြည့်ပြီးအချိန်ကုန်နေမဲ့စာအကျိုးရှိတဲ့သင်တန်းတွေတတ်ပါလို့ပဲပြောချင်ပါတယ်။စိတ်ကူထဲကလှုပ်ချင်တာတွေမလှုပ်ရလို့အပြင်မှာတောင်းကျမ်းလေးရှိသူတွေကိုလည်းစာဖတ်ဖို့တိုက်တွန်းချင်ပါတယ်။ဒီလက္ခဏာမှာလက်ချောင်းအရင်းတွေမှာမြင်းတိုလေးတွေပါရှိပါတယ်။ဒီလိုပါရှိလာတဲ့အတွက်သူဟာစူးစမ်းမဲ့ဆိုရင်ဒီထက်ပိုမှုကောင်းမှုနဲ့ဘဝတစ်ကိုရလာနိုင်ပါလိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့ခရီးသွားလမ်းကြောင်းပဲဖြစ်ပါတယ်။တနင်္လာကျုပ်ကမှာအလျားလိုက်တည်ရှိနေတဲ့လမ်းကြောင်းတွေကိုခရီးသွားလမ်းလို့ခေါ်ကြပါတယ်။ပုံမှန်ပြထားတဲ့လမ်းကြောင်းကတော့ဒေါင်လိုက်မြင်းကြောင်းတစ်ကြောင်းဖြစ်ပါတယ်။ဒါကလည်းခရီးသွားလမ်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးလက်ကဝတ်ကနေပြီးလမ်းကြောင်းတစ်ခုဟာတနင်္လာကျုပ်ကိုတက်သွားမယ်ဆိုရင်ကုန်းလမ်းခီးတွေသွားရတက်ပါတယ်။ဒါမှမဟုတ်ရင်နိုင်ငံခြားတွေမှာသွားရတက်ပါတယ်။ဒီလမ်းကြောင်းရှည်လေးလေးခရီးဝေးလေးလေးပဲဖြစ်ပါတယ်။နောက်တစ်မြောက်ပြီးပြင်လက္ခဏာဘူဒ္ဓလီကတော့လက်မအကြောင်းပါ ုံမှန်ပြထားတဲ့လက်မကိုကြည့်လိုက်ပါလက်မရဲ့ပထမအစစ်ခါပြည့်ဖြိုးပြီးအားကောင်းနေသူတွေဟာခါခွက်ပြီးခါတိမ်နေတဲ့သူတွေထက်အလွတ်လွတ်တဲ့နေရာမှာဇွဲတတိအလွန်ကောင်းတတ်ပါတယ်ဘဝရဲ့အဆိုးအကောင်းအခက်အခဲလောကဒဏ်တရားကိုတရောက်တည်းလဲအကောင်းဆုံးဖြစ်အောင်ရင်ဆိုင်ဖြတ်ကျော်ရဲပါတယ်အတွေးခေါ်နဲ့အသိဉာဏ်ပညာကိုလည်းကြီးမားစေပါတယ်မိမိရဲ့ပစ္စုပန်ပြုလုပ်မှုကံကြောင့်လည်းကြီးပွားချမ်းသာတတ်ပါတယ်နောက်တစ်ခုကတော့အိမ်တော်ကြီးလမ်းကြောင်းအကြောင်းပါ ပုံမှန်ပြထားတဲ့လက်ဝါးပြင်အိမ်တော်ကြီးလမ်းကြောင်းဟာအလဲကနေကျိုးပဲ့ပြတ်တောက်နေပြီးတော့နှလုံးလမ်းကြောင်းတစ်လျှောက်မှာလဲတန်ကွင်းဆက်တွေကျုံးနေကန်နေပါတယ်။နှလုံးလမ်းကြောင်းရဲ့အဆုံးသက်အပြားမှာလဲညာလမ်းကြောင်းဟာအောက်ကိုငိုက်ကျနေပါတယ်။ဒါဟာအချစ်ရဲ့အိမ်တော်ကြီးကန်နဲ့ပတ်သက်ပြီးမိမိဘက်ကအနစ်နာခံပေးဆရသလောက်စစ်မှန်တဲ့ချစ်မြတ်တာကိုမရရှိပဲဟန်ဆောင်အချစ်တွေကိုပဲပြန်ရတတ်ပါတယ်။ဘဝတစ်လျှောက်လုံးမှာလဲအချစ်ရဲ့အိမ်တော်ကြီးကန်နဲ့အညံ့နေနဲ့ပဲကြုံတွေ့ရတတ်ပါတယ်။နောက်တစ်ခုကတော့ကန်လမ်းကြောင်းအစကအခွဲကြောင်းပါ။ ပုံမှန်ပြထားသလိုမျိုးကံလမ်းကြောင်းအစမှကွဲခွာပါနေမယ်ဆိုရင်အတိတ်ကံကြောင့်လက်ရှိပစ္စုပန်မှာအကျိုးတူရရှိပါလိမ့်မယ်။ဒီခွဲခွာဟာလက္ခဏာရှင်အတွက်ဘဝမှာငွေကြေးအကူအညီများရရှိခြင်းအိမ်တော်ဘက်ခြေသူစီကအထောက်အကူရရှိခြင်းရက်ဝေကံကောင်းခြင်းစတဲ့အမှတ်အသားဖြစ်ပါတယ်။လက္ခဏာမှာအကွဲခွာပုံသဏ္ဍာန်အမှတ်အသားထင်ရှားစွာပါနေရင်တော့လူဝင်ဆန္ဒပြည့်စုံခြင်းရုတ်တရက်ချမ်းသာကြွယ်ဝတက်ခြင်းဩဇာရှိခြင်းလူအများစုပေါ်မှာအုပ်ဆိုးရခြင်း အကြီးအကဲဖြစ်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိခံစားနိုင်ပါတယ်။နောက်ထပ်ကတော့ကုသကံကောင်းခြင်း၊လौဒမြအောင်မြင်ခြင်း၊ဉာဏ်မြုံမြင်ရှိခြင်း၊သင်လွယ်တက်လွယ်သောအသည့်တရားရှိတတ်ခြင်းစတဲ့ကောင်းကျိုးတွေကိုလည်းခံစားရမှာဖြစ်ပါတယ်။အားနည်းချက်အနေနဲ့ကတော့သူတို့ဟာမိတ်ဆွေတူတွေနဲ့သာကြုံရခြင်း၊ကိုကဘလောက်ပဲအနေမှန်ပါစေသူ့အလိုလိုအမြင်ကပ်ခြင်းစသည်တို့ကိုတော့ခံရတတ်ပါတယ်။ဒါကြောင့်လက္ခဏာရှင်တို့အနေနဲ့မိမိတို့လက်မှာအဆိုပါမှတ်သားပါရှိမယ်ဆိုရင်တော့တတိထားနိုင်ဖို့လိုပါတယ် ။ဒါကြောင့်ဒီလိုပါတဲ့သူတွေဟာကံအားရဲ့အထောက်အကူနဲ့အစဉ်ပြေနိုင်လို့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့လည်းတိုးတက်အောင်မြင်မှုရရှိပါလိမ့်မယ်။နောက်ပြီးဒီကံလမ်းကြောင်းဟာအပြတ်နေပြီးတော့အမသားကလည်းအားကောင်းမှုလိုအပ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးမြေကိုကြည့်ပါ။ငါးယုတ်ကမိန်သားမိန်ပေမဲ့ဒနာကုံအပြည့်ရှိပါတယ်။သူ့အတိုင်းတားတဲ့သူကတော့ပြည့်စုံစွာစံမြန်းရပါလိမ့်မယ်။နေရာကတော့သူရှိတဲ့နေရာပေါ်မူတည်ပါတယ်။ နမူနာပြထားတဲ့ပုံမှာတော့လက်ညိုးနဲ့လက်ကလေးချာမှာပါနေပါတယ်။လက္ခဏာရှင်ကတာမန်လူဒန်းစားကမွေးပါတယ်။ငကဆဖောက်တော့စိန်ငကဆဝေးရတဲ့ရှင်းနှစ်သမီးအရွယ်ဖြစ်ပါတယ်။ကြီးလာတော့လည်းလက်ဝတ်ဒစာအပြည့်အစုံနဲ့ငွေအတွက်မပူမပင်မကြောင်ကြရပဲနဲ့နေရစားရပါတယ်။ငွေကြေးအတွက်မပူရပါဘူး။ပညာရေးဘက်ကလည်းကြည့်မလား။ရောက်တဲ့နေရာမှာဒူးချုံပါတယ်။နောက်ပြီးသူ့ရဲ့ညာလန်းနဲ့ထက်ကနေလဲငါးရုပ်ဖြစ်နေပြန်ပါတယ်။ဒါကဘယ်လိုအကျိုးပေးမလဲဆိုတော့ပညာနဲ့လှုပ်ရှားရင်ဒူးချုံမယ်။ ဥမာပြည့်အကြံပေးအရာရှိနေရာမျိုးတွေအတွင်းရေးမှုတွေမန်နေဂျာတွေစသဖြင့်အကျိုးပေးမယ်ကြီးကြီးတက်ချမ်းသာဖို့ကတော့လူတိုင်းဒါပါယုံနဲ့မဖြစ်နိုင်ပါဘူးတချို့ဆရာတွေကတော့ဒါပိုင်အရန်ချမ်းသာမယ်လို့ပြောနေကြပါတယ်ဒါပေမဲ့ဒါကတော့မကျိန်းသေးပါဘူးဒါပါယုံနဲ့ချမ်းသာမယ်လို့မပြောနိုင်ပါဘူးမပူရတက်ဘူးလို့ပဲယူဆရပါမယ်လက်ရှိမှာတော့လက္ခဏာရှင်ကပွဲလွန်ရပြီးတက္ကသိုလ်နီးပြဆရာဖြစ်နေပါတယ်သူအုပ်စုမှာတော့သူရဲ့ညံရီကသူများကိုဦးဆောင်နေပါတယ် စီမံကုတ်ကဲမှုမှာကျွမ်းကျင်နေပါတယ်။သူရဲ့လက်သားရောင်ယူကုန်နေတာလမ်းကြောင်းတို့ရဲ့အယောင်အစင်းကျွန်းအဖြတ်စားသဖြင့်ကင်မကင်းကိုကြီးရမှာပါ။ပြည်စုံနေမယ်ဆိုရင်တော့ကြီးကြီးတက်ချမ်းသာလာမယ်လို့ပြောပါရစေ။ပါနေရသားနဲ့ကျွန်တော်ကျမစင်းရဲနေတယ်ဆိုရင်တော့လိုအပ်ချက်ရှိနေလို့ပါလို့ပဲပြောချင်ပါတယ်။လက္ခဏာကြည့်ရင်ဗတ်စုံ တောက်စုံကကြည်ပေးမှအပြည့်မှန်ပါလိမ့်မယ်။နောက်တစ်ခုကတော့လက်မနာကချက်ချီခတ်ပဲဖြစ်ပါတယ်။အထက်အင်္ဂါဂျူခုံပေါ်ကိုကြီးရပါမယ်။ ဒီလိုကြက်ချစ်ခတ်ပါတဲ့သူတွေအတွက်ကတော့လက်နက်တိမှန်တက်ပါတယ်။ဒါပေမဲ့သူသေးဆုံးချင်းရှိချင်းမရှိချင်းဆိုတာကတော့သူ့ရဲ့အသက်လံညာလန်းတို့နဲ့ပဲချိန်ဆပြီးဟောပြောရပါလိမ့်မယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကတော့စီဝါရေးလုပ်ငန်းရှင်တဦးရဲ့လက္ခဏာပဲဖြစ်ပါတယ်။သူမှာဆွေမျိုးမိဘအကူအညီလည်းမရှိပါဘူး။မိမိဘာသာမိတ်ဆွေများရဲ့မာဇာမှုကြောင့်လက်စစ်ပစ္စည်းရောင်းတဲ့လုပ်ငန်းတွေနဲ့ကြီးပွားလာသူဖြစ်ပါတယ် သူ့ရဲ့လက်ဝါးပြင်မှာကံလန်းချောင်းဟာလက်ရဲ့အလဲဘိုကနေစတက်နေပါတယ်။ဒါကြောင့်သူ့ရဲ့ငယ်ဘဝဟာခက်ခဲပင်ပန်းစွာနဲ့ရုန်းကန်ခဲ့ရပါတယ်။သူ့ရဲ့စနေဂျူကုံမှာလည်းလက်ခလေအထိတက်နေတဲ့ကံလန်းကနှက်ရှိုင်းစွာနဲ့တည်ရှိနေပါတယ်။ဒါကြောင့်သူ့ရဲ့ဘဝဟာရည်မြင့်လေကြာတင့်လေပဲဖြစ်ပါတယ်။သူ့ရဲ့လက်ကိုဥပတ်လန်းနေဖြတ်နေတာတချို့ရှိနေတဲ့အတွက်ကြောင့်သူ့ရဲ့ကျမ်းမာရည်တော့ကျူချလာပါတယ်။လာပါတဲ့စပါးစီတွေကလက်မပထမအစစ်မှာတီရှိနေတဲ့အတွက်သူဟာချမ်းသာစုဆောင်မှုနဲ့အတူ ရေရှည်မှာခိုင်ခန့်လာပါတယ်။သူရဲ့မေတ္တာလမ်းကလည်းအခွကြီးနဲ့ကြာသာပတိဂျူကိုအောက်မှာရက်တီနေတဲ့အတွက်ကြောင့်စစ်မှန်တဲ့ယူသားစိတ်ကြောင့်မိတ်ဆွေစစ်တွေကကူညီကြလို့အခုလိုကြီးပွားတိုးတက်လာရခြင်းဖြစ်ပါတယ်။သူရဲ့ဖွားစာတာကလည်း6ခုကျင်းသမားဖြစ်ပါတယ်။မိဘဆွေမျိုးညီကိုမောင်နှမအကျိုးမပေးပဲလူစိမ်းတွေကကူညီကြပြီးလူစိမ်းတွေနဲ့အတူနေနေရတဲ့ကံကြမ္မာရှိတဲ့သူဖြစ်ပါတယ်။ဒါကြောင့်လူတိုင်းဟာမိမိရဲ့ကံကြမ္မာကိုလက်ခံပြီးတော့ဆက်လက်တိုးတက်ဖို့ကြိုးစားရမှာပါ။ မိဘကြောင့်ဘုမဟုတ်ဆွေမျိုးတွေကမကူညီလို့စသဖြင့်အပြစ်တင်နေမယ်ဆိုရင်တော့မိမိမှသာအပူကြီးရတတ်ပါတယ်။ဘာကြောင့်ဆိုတာကိုပြောမနေပဲလက်ရှိမိမိဖြစ်တည်နေမှုကိုမကြေနိုင်ရင်တော့ဆက်လက်စ조사လောက်ကန်ရမှာပါ။ကန္တာမိကန္တာဖဆိုပေမဲ့လည်းဇနကမင်းလိုပဲဇွဲရှိသူဟာတနေ့မှာတော့ကြောက်ဖြတ်ထက်ပေါ်ကိုရောက်ပြီးဘယင်စည်းစိမ်ကိုရရှိနိုင်ပါလိမ့်မယ်။နောက်တစ်ခုကတော့ပင်ပန်းနဲ့အလုတ်တွေနဲ့မှအကျိုးပေးတဲ့သူရဲ့လက်ဝါးပြင်မှာဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။ ူရဲ့လက်ဖနောက်ပိုင်းကထူပါတယ်လက်ရည်စားအသားရည်ကလည်းမနူးညံ့ပါဘူးလက်ဝါးပြင်ကလည်းရှင်းနေပါတယ်ထီကြီးကန်ကြည့်မယ်ဆိုရင်မာနေပါတယ်ဒီလိုလူမျိုးဟာအလောက်ကျန်းလုံးမှစီးပွားပြစ်မှာပါဂျိုးစားပြီးလောက်ကင်ပါအကြေးအောင်မြေးလမ်းပေါ်လာမယ်ဆိုရင်တော့မိမိရဲ့ဘဝဟာတင်းတယ်လာပါလိမ့်မယ်သူရဲ့လက်ဝါးပြင်မှာကန်လန်းညံလန်းအသက်လန်းနဲ့နှလုံးလန်းလို့တိပြီးအန်ဇိုင်းပါနေပါတယ်ဒီလိုပါနေတဲ့အတွက်ကြောင့်သူဟာအကြီးချင်းရှိပါတယ်လူလူရာကိုရနိုင်ပါလိမ့်မယ် ူရဲ့လောက်ဝါပြင်လဲမှာကံလန်းချောင်းကနေစတက်လာပြီးညံလန်းချောင်းကိုထိပြီးတွီးကံအဖြစ်တည်ရှိနေတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်သူဟာမန်ကန်တဲ့အလုပ်ကိုရွေးချယ်နိုင်သူဖြစ်ပါတယ်။မန်ကန်တဲ့အလုပ်တွေနဲ့လည်းအကျိုးပေးပြီးဝင်ငွေကောင်းလာပါလိမ့်မယ်။ဒီနေ့လက္ခဏာပုသုတလေးကတော့ဒီလောက်ပါပဲ။အားလုံးလက္ခဏာပညာသုတလိုဝါနိုင်ကြပါစေ။